ဟဲ့အောင်တေးမင်းတရေကိုနိုင်နေဆိုတာတကယ်လားကွာနိုင်ရအတုပအင်ရအရဝိုင်းမှာတရေကြီးစိုးမင်းကိုမေးလိုက်တာပါစိုးမင်းဟာကွင်းနောက်ရွာမှာနာမည်ကြီးပါကလေးလူကြီးအလုံးသူ့ကိုတရေကြီးလို့ပဲခေါ်ကြပါတယ်ဘာကြောင့်တရေကြီးပွဲရတယ်ဆိုတာတော့နိုင်မသိပါဘူးလူတိုင်းခေါ်တယ်လို့တရေကြီးလို့ပဲခေါ်လိုက်တာပါပဲရုပ်ဆိုးလွန်းလို့တရေကြီးအမည်တက်ပြီးခေါ်တာလည်းမဖြစ်နိုင်ပါဘူးစိုးမင်းရဲ့ရုပ်ကအသားနဲ့နဲ့ညူတာပဲပြောစရာရှိပါတယ်မျက်လုံးမျက်ခုံးကောင်းကောင်းနှာတန်ပေါ်ပေါ်နဲ့ယောက်ျားပီတာတဲ့ရုပ်ပါဒါဆိုရင်ဘာလို့တရေကြီးဆိုပြီးခေါ်တာလဲ တရိန်နေတဲ့တောင်ပိုင်းကလူတွေစီနိုင် မေးကြည့်ပါတယ်ဒီတော့မှပဲအဖေကတိလာခဲ့ရပါတယ်စိုးမင်းကတရဲကိုနိုင်နေတယ်သူ့မှာအစာကျွေးပြီးတော့မွေးထားတဲ့တရဲရှိတယ်တဲ့ဒါတော့ပဲနိုင်တိခဲ့ရပါတယ်အဲဒါကြောင့်မဲအတုပအရက်ဝိုင်းမှာစုံတော့တရဲကြီးစိုးမင်းကိုမေးကြည့်လိုက်တာပါတရဲကြီးစိုးမင်းကနိုင်ကြီးကိုပြုံးပြီးကြည့်နေပါတယ်ဟုတ်တယ်မင်းမယုံလို့လားတဲ့နိုင်ကြီးကလည်းလက်တွေ့မှယုံတဲ့ကောင်ဒီကြားတဲ့တော့ရက်ကလေးကလည်းဝင်ထားတာဆိုတော့အေးမယုံဘူးကွာငါကိုယ်တိုင်မျက်စိနဲ့မမြင်ပဲဘာမှမယုံတရဲကြီးကတော့ခက်ပြုံးပြုံးမှာပဲနိုင် မင်းရောငါပြမယ်ကွာမင်းဘယ်တော့ကြည့်ကျင်လဲပြောဒီညကွာအေးငါပြမယ်ဒါပေမဲ့တခုတော့ရှိတယ်နော်တရဲကောင်ရဲ့ရုပ်ကတော့မင်းမြင်ရမှာမဟုတ်ဘူးနော်ဒါပေမဲ့မင်းရောငါပြမယ်ရတယ်ကွာတရဲကိုမြင်ရမှာမဟုတ်ဘူးငါရုံဝင်ပြီးတာပဲအဲ့လိုနဲ့ပဲညတကောင်ရန်တိတိမှာသူ့ရဲ့လေတဲ့ကိုလာဖို့တရဲကြီးကချိန်လိုက်ပါတယ်ဒါပေမဲ့ပြရတဲ့အတွက်နိုင်ကြီးကဝက်သားပိတ်တာတွေနှစ်တွယ်ပေးရပါမယ်နိုင်သဘောတူလိုက်ပါတယ်ပြီးတော့အတုပရဲ့ဧည့်ခံမှုအကြောင်းပြုပြီးတော့ပူပူရှင်ရှင်ဝက်ပေါ်ရောင်းတဲ့တွေကနှစ်တွယ်ဆွဲပြီးတော့အိမ်ပြန်လာခဲ့ပါတယ် ဆိုမင်းပြောတဲ့စကားအရဆိုရင်ဒရဲကသူ့ကိုစားပြီးတော့ဒရဲကတော့တရေကျွေးဖို့ဆိုပဲညစေနိုင်ထုတ်ဖို့နိုင်ဝဲလောက်လိုမှာပဲနိုင်အိမ်ကနေထွက်လာခဲ့ပါတယ်သူရဲ့လက်ထဲမှာလဲဝါချင်းောင်းလေးတစ်လုံးပါပါတယ်ဝက်သားတွဲတွေကိုချင်းောင်းနဲ့ထည့်ပြီးတော့အပေါ်ကငပြောဘက်နဲ့လုံအောင်အုပ်ထားရပါတယ်ဒီလိုမဖုံးမဟုတ်ဘဲနဲ့ဝက်သားတွဲတွေကြီးဆွဲသွားလို့ကတော့တရေလူတာခံရမှာတေချာတလောက်ပါပဲတစီတရေတွေနာနာဘာဝတွေဆိုတာကညအချိန်မှာပဲအစာရှာထွက်ကြတာပါအငငယ်ပြပြပွားနဲ့လူတွေရဲ့နှက်တွေတလိတ်တွေဒရေးတွေအားစားမစင်အညစ်ကြေးအစုံခက်ခက်ခဲခဲရှာစားရတဲ့အကောင်တွေပါ တားစိမ်ငားစိမ်တွေဆွဲလာတာတွေ့လို့ကတော့ဘယ်တရေမှအသာတကြီးကြည့်နေမှာမဟုတ်ပါဘူးအတင်းဝင်ပြီးတော့ဆွဲကြမှာပါပဲအဲဒါကြောင့်မဲညဘက်အသားစိမ်ငားစိမ်တွေတည်ယူရင်အသားဟင်းတွေပြင်လုံအောင်ဖုံးပြီးတော့ပေးတတ်ကြပါတယ်ညဘက်ဒီမှာဖားရှာငားရှာထွက်နေကြငက်ပြစ်ထွက်နေကြမို့နိုင်ကြီးမျက်လုံးတွေကအမောင်ထဲမှာကျဉ်းသားရပြီးသားပါနိုင်ကြီးကဓမီမယူခဲ့ပါဘူးမှုံမောမောလင်းနေတဲ့ကြေအောင်ကိုပဲအာကိုပြုတ်ပြီးတော့လာခဲ့ပါတယ်ကြည်ကျင်မြင်ချင်းစူးစမ်းမြင်တဲ့စိတ်ကြောင့်သာလာခဲ့ရတာပါနည်းနည်းတော့ခက်လန့်လန့်ပါပဲဆိုမင်းရဲ့လေကရွာနောက်ဖက်ကြက်ကုန်းမြေထဲမှာရှိတာကြောင့်ပါ နိုင်ပေမြောင်းမော်ကနေကတဲ့ရိုးတိုင်လျှောက်လာခဲ့ပါတယ်။လေကွင်းနေထဲမှာတော့စပားတွေမဲ့နေခဲ့ကြပါပြီ။တချို့လေတွေမှာရိတ်လက်ဆတန်လန်နဲ့လေလေးငါးခွက်အကျော်မှာတော့ပောက်ပင်မောင်နှမဂုံးကိုရောက်လာခဲ့ပါတယ်။စိုးမင်းရဲ့လေတဲကတော့ပောက်ပင်မောင်နှမဂုံးပေါ်မှာပါ။လေတဲထဲမှာမီးခွက်ထွန်းထားပုံရပါတယ်။တဲထင်ရန်ကြားကနေမီးလင်းရောင်လေးတွေကိုမြင်နေရပါတယ်။နိုင်ကစိုးမင်းကိုလန့်ခေါ်လိုက်ပါတယ်။စိုးမင်းဓာမီနဲ့ထိုးပြီးတော့နိုင်ကိုလန့်ပြပါတယ်။ကဲရော့ကွာ။ငါဂရိတီပြီနော်။နိုင်ဟာဝတ်သားထည့်ထားတဲ့ဝါချင်းကိုပေးနေတယ်ပြောလိုက်ပါတယ်။ အေးပါနိုင်ရငါလဲငါတငယ်ချင်းကိုမာထားပြီးသားပါမင်းတဲထဲမှာခဏနေခဲ့အောင်နော်စိုးမင်းဟာတဲပြင်ပအမောင်ကြီးတဲ့ကိုထွက်သွားခဲ့ပါတယ်နိုင်ကြီးလိုက်တော့စိုးမင်းသွားနေတာတဲရဲ့အရှိလက်တကွက်အကွာပောက်ပင်ညီနောင်ဦးပါခဏလောက်ကြာတော့စိုးမင်းပြန်လာပြီးတော့နိုင်ကြီးကိုထွက်ခဲ့ဖို့ခေါ်ပါတယ်နိုင်မင်းကြောက်တတ်လားယမကြောက်ပါဘူးကွာမင်းကလည်းအေးပါမင်းမကြောက်တဲ့ပြီးရပဲလာကြည့်လေစိုးမင်းဟာနိုင်ကြီးကိုရိတ်လက်ဆစပားကင်းစီခေါ်သွားခဲ့ပါတယ်သူ့လက်ထဲမှာစပားရိတ်တန်ဒဇင်ကြီးတစ်ချောင်းကိုကင်ထားပါတယ်ကဲတငယ်ချင်းငါ့ကိုစပားရိတ်ကူပါအောင်ကွာ ဒီကွက်ထဲကရိတ်ဖို့ကြံတာလေအကုန်ရိတ်ပေးပါတကယ်ချင်းကိုပြောထားတဲ့အတိုင်းစပားရိတ်ပေးတာနဲ့ဝတ်သားတစ်ပိတ်သာကျွေးပါမယ်စိုးမင်းကပါဇက်ကပြောပြီးတော့ဒဇင်ကြီးကိုကတင်းရိုးပေါ်မှာတင်ပေးလိုက်ပါတယ်ခဏလောက်နေတဲ့အခါမှာတော့ဒဇင်ကြီးကသူ့လိုလိုလေထဲမှာမြောက်သွားခဲ့ပါတယ်နိုင်ကြီးလည်းအားအတင်သွားခဲ့ရပါတယ်ကြက်သိမ်းမွှင်းချင်းနေတော့တဖျက်ဖျက်ထလို့ပါအကောင့်ထဲမှာတွေ့ရပဲနဲ့ဒဇင်ကြီးကစပားတွေလိုက်ရိတ်နေတာကိုရုတ်တရက်သာတွေ့ရရင်လက်ပြလွင့်စင်သွားမှအမှန်ပါပဲအခုတော့မှကြောချမ်းလာပြီးတော့ဂရုံငင်ကြီးခံစားနေရပါတယ် စိုးမင်းရဲ့တငယ်ချင်းတည့်ရဲ့ကိုအကောင်သာမမြင်ရတာစပါးကင်းထဲမှာတော့တဖြောဖြောတဝောဝောနဲ့ဆူညံနေရပါပဲ။နိုင်ဝဲကြကြော်ကြာမှပဲအကွက်ထဲကစပါးတွေရိပ်ပြီးသွားပါတယ်။စိုးမင်းဟာလက်တဲတဲ့ဝသားတွဲကြီးကိုတွတ်ယူလိုက်ပါတယ်။ကျေးဇူးတင်ပါတယ်တငယ်ချင်းဟာမင်းကူညီလို့ငါလုပ်ငန်းပြီးသွားတယ်။ယောမဂရီတိုင်းမင်းကိုပေးရနော်။မင်းစားဖို့အတွက်ဝသားရည်လာယူပါ။စိုးမင်းဟာကျေးဇူးတင်စကားပြောပြီးတော့ဝသားတွဲကိုမြောက်ကင်ထားလိုက်ပါတယ်။ချက်ချင်းဆိုသလိုပါပဲ။ဝသားတွဲကြီးဟာစိုးမင်းလက်ကလွတ်သွားပြီးတော့လေထဲမှာဝဲသွားပါတယ်။ ဝက်သားတွေဝဲပြန့်သွားတဲ့ဘက်ကိုနိုင်ကြီးလိုက်ကြည့်လိုက်တော့ညာဘက်ကပေါက်ပင်ကြီးရဲ့အရွက်တွေကြားထဲဝင်သွားတာကိုတွေ့လိုက်ရပါတယ်။နိုင်ကြီးလည်းတရေတွေရိတ်ထားတဲ့စပားကောက်လိုင်းနှုံးတွေကိုတွက်ကြည့်ပါတယ်။ကောက်လိုင်းနှုံးတွေကလူထုံးထားတာတည်းနှစ်ဆကြော်ကြော်လောက်ကြီးတာတွေ့ရပါတယ်။ပြီးတော့ကောက်လိုင်းဖွဲ့စည်းပုံကျိုးတွေချီပုံကလည်းစနစ်တကျအမှန်ကန်ပါပဲ။နိုင်ကြီးတရေရဲ့စပားရဲ့ကျွမ်းကျင်တာကိုလက်ဖျားကချီချူးမိလိုက်ပါတယ်။အိညာတော့နိုင်ကြီးကတော်တော်နဲ့အိမ်မပြန်ဖြစ်ပါဘူး။စုမင်းရဲ့လယ်ထဲမှာထမင်းနဲ့ဝက်သားရင်ချက်စားကြပါတယ်။သူစည်းတာကြောင့်ကအုံမောက်ခောက်တန်ကြမှာပြန်လာခဲ့ဖြစ်ပါတယ်။ အိမ်ချံဝါကိုရောက်တော့သူလန့်သွားခဲ့ပါတယ်မမဲအိပ်ကြီးတခုကပိတ်ပြီးတော့ရက်နေတာပါတေချာကြည့်လိုက်တော့မှမတ်တီဖြစ်နေပါတယ်မတ်တီကခါးကြီးထောက်လို့တော်တညလုံးဘယ်ကောင်မှအိမ်သွားပြီးအိမ်နေလဲပြောစမ်းအခုပြောအာတုပအိမ်မှာလို့တော့ပြောဖို့မစင်းစားနဲ့နော်ကျုပ်အာတုပအိမ်သွားရှာရတာနှစ်ခေါက်ရှိနေပြီအိမ်မှာကျုပ်တယောက်ထဲထားပြီးတော့တော်ကတော့မရငယ်ရင်သွားအိမ်နေဟဟလားဟမ်အဲ့လိုပြောဆိုပြီးတော့မတ်တီကအော်ကြီးဟစ်ကျင်နဲ့ရန်တွေ့ပြီးတော့တင်းနဲ့ချုံမွဲချပြီးတော့ငိုချလိုက်ပါတယ်ညာတည်းသွားကြည့်ရင်ကြောချမ်းရထိတ်လန့်ရတဲ့အရသာတော့နိုင်စီကနေခွေးပြွက်ဝက်ပြွက်ထွက်ပြေးသွားပါတော့တယ် စိုးမင်းဟာကြက်ကုန်းမြေထဲမှာလဲလုံရင်းနဲ့တညမှာတော့နာနာဘာဝတရေကြီးတကောင်နဲ့တွေ့တယ်တဲ့တရေကြီးကထမ်းမင်းကြီးလောက်အရင်အမြင့်ရှိတယ်ဆိုပဲသူလည်းလန့်သွားပါတယ်တွေ့တာနဲ့ထွက်ပြေးဖို့လုပ်တယ်တဲ့ဒါပေမဲ့တရေကြီးကငါ့ကိုမကြောက်ပါနဲ့ငါမင်းတငယ်ချင်းလကြော်လေအဲ့လိုပြောပါတယ်နိုင်ကြီးကသူများမက်တီကိုတရေကြီးစိုးမင်းကြောင်ပြောပြီးတော့စိတ်ပြေအောင်ချော့နေရပါတယ်ဟမ်ဒါဆိုတောင်မန်းရအရက်သမားလကြော်ကြီးကတရေဖြစ်နေရပါဟုတ်လားအေးဘောဟာပောက်ပင်မောင်နှမကုန်းဘောဟာညာဘက်ကပောက်ပင်ဘောမှာနေရ ဝတ်သားတွေရဲ့လေတွေကနေအဲ့ဒီပောက်ပင်စီကိုတွားတာငါကိုယ်တိုင်တွေ့ခဲ့တာဟာတော်မကြောက်ဘူးလားစိုးမင်းလည်းရှိတယ်ငါလည်းကြည့်ချင်းသိချင်းနေရလေပြီးတော့တရေကအကောင့်ထဲလည်းမပြပါဘူးအဲ့ဒါကြောင့်တိတ်တော့မကြောက်မိဘူးဒါတောင်တရေကစပားတွေရိတ်တံမြင်ရတော့စက်သိန်းနေတော့တဖျက်ဖျက်ထားမိသေးတယ်ဟာနေပေါင်းငါပြောတာဘယ်ရောက်သွားလဲအော်အဲအိုတရေကသူ့ရဲ့အချစ်ဆုံးတငယ်ချင်းလကြော်ဖြစ်နေတော့စိုးမင်းကအံ့ဩသွားတာပေါ့ဒီဘဝမှာစားတော့ရဖို့တိတ်ခက်ခဲတာပဲတငယ်ချင်းဟာစားစရာရှိရင်ငါ့ကိုကြွေးပါငါမင်းခိုင်းတာလောက်ပါမယ်ဆိုပြီးတရေကပြောရတယ် ဆိုမင်းကလည်းသူ့တငယ်ချင်းကိုတနာပြီးတော့ကျွေးမွေးဆောင်ရှောက်နေရတယ်တခါတရံတော့လည်းအကူညီတောင်းပြီးတော့ခိုင်းတာပေါ့သူကအဲ့လိုမျိုးခိုင်းတာတွေပောက်ပင်မှာတားစိမ်ငါးစိမ်နေချိန်ပြီးတော့တရေကျွေးတာတွေကိုတူးစားနှုတ်စားမြင်ရတွေ့ရရင်ကနေဆိုမင်းတရေမွေးထားရဆိုပြီးနာမည်ကြီးသွားတာပဲအဲ့ဒါကြောင့်ဆိုမင်းကိုလည်းတရေကြီးဆိုမင်းဆိုပြီးခေါ်ကြတာတယ်ဒါဆိုကျုပ်တို့ကြားဘူးသလိုတရေကိုဖဲဝိုင်းနေအနီထောင်ဝိုင်းနေမှာခေါ်သွားပြီးတော့နိုင်အောင်လုပ်လို့မရဘူးလားငါလည်းဆိုမင်းကိုအဲ့ဒီကြောင့်မေးကြည့်တာပဲဟာသူပြောတာတော့မရဘူးတဲ့သူတို့မှာအပိုင်နေမြေတွေကန့်တတ်ထားတာရှိရဲ့တဲ့ အဲ့ဒီနယ်မြေတွင်းမှာပဲနေရတယ်အစာရှာရတယ်တဲ့နယ်ကျော်လို့မရဘူးတဲ့တခုတော့ရှိတယ်သူ့နယ်မြေထဲမှာဆိုရင်တော့ကုညီလို့ရတယ်တဲ့အဲ့ဒါကြောင့်စိုးမင်းကတစ်ခါတခါသူ့လေထဲမှာချိန်ပြီးတော့ဖဲရိုက်ကြတာလေဒီလိုရိုက်တိုင်းသူ့ကြီးပဲနိုင်တာဆိုတော့သူ့เจ้าတိသွားကြတယ်အဲ့ဒါကြောင့်မလို့သူ့လေထဲမှာဘယ်သူမှလာပြီးဖဲမရကြတော့ဘူးတဲ့ငါအတုပိုင်းမှာစိုးမင်းကိုတွေ့တော့တိကျင်တာနဲ့မေးကြည့်တာစိုးမင်းကညကြရင်လာခဲ့ဆိုလို့တွားကြည့်တာပါဟာဘယ်မိမအိမ်မှာတွားကြည့်တာမဟုတ်ပါဘူးဟာနိုင်ရဲ့အဲ့ဒီလောက်ရှင်းပြတော့မှာပဲမတ်တီကစိတ်ဆိုးပြေသွားခဲ့ပါတယ်ဒါပေမဲ့မတ်တီပြောလိုက်တဲ့စကားကြောင့်နိုင်မျက်လုံးပြူးသွားခဲ့ရပါတယ် မတ်တီကသူလည်းကြည့်ကျင်နေတယ်လေနိုင်ကြီးကလန်သွားမှဆိုလို့မကြည့်ဘူးတားပါတယ်မတ်တီကတော့ပြောလာခဲ့ပါတယ်တော်လဲပါမှာပဲမရဘူးကြည့်မှာပဲအဲ့လိုမျိုးဇုတ်ကိုပြောနေခဲ့တာပါနောက်ဆုံးဘလို့မှပြောမရတာနဲ့နိုင်ကြီးသဘောတူလေးရပါတယ်စွန်မင်းနဲ့တိုင်ပင်ပြီးရင်သွားကြည့်မယ်လို့လည်းဂရီပေးလေးရပါတယ်နိုင်ကြီးနဲ့မတ်တီဆိုတာခန္ဓာကိုယ်အနေထားချင်းဆင်နဲ့စိတ်လိုကြွားချလာပါတယ်နိုင်ကြီးကအရက်၆ပင်နေပါထရွာကြမ်းကြမ်းတန်တန်မာမာကြီးပါမတ်တီကတော့ပူပူတေးတေးညံ့ညံ့လေးပါဒါတောင်နိုင်ကြီးမတ်တီကိုကြောက်ရပါတယ်ဘာကြောင့်လဲတော့မသိပါဘူးအင်းလေချစ်လို့ပဲဖြစ်မှာပါ ဒီနေ့ကတော့တရေကြီးနဲ့ချိန်ထားတဲ့ညပါတရွာလုံးကအိမ်မောကြပြီးတော့တိတ်ဆိတ်ငြိမ်သက်နေတဲ့အချိန်မှာနိုင်ကြီးနဲ့မတ်တီတို့လင်မယားအိမ်ကနေထွက်ခွာလာခဲ့ပါတယ်ထုံးစံတိုင်းမှာပဲနိုင်ကြီးရဲ့လက်ထဲမှာဝက်သားနှစ်တွဲထည့်ထားတဲ့ဝါချင်းတစ်လုံးကိုကင်လာခဲ့ပါတယ်မတ်တီနေဖြစ်ရလားဟဲ့မဖြစ်ရင်လည်းပြောတော့လက်ပြန်ကြမယ်နိုင်ကြီးကသူများမတ်တီကြောက်မှရဲစိုးရိမ်နေပါတယ်ဟုတ်တော့လည်းဟုတ်ပါတယ်အเจ้าလုံပြီးတော့မတ်တီတစ်ခုခုဖြစ်သွားရင်နိုင်ကြီးပဲယဉ်ကျေးရမှာပါမတ်တီကလည်းအာဃာတက်တိခဲ့ပါပဲဖြစ်ပါတယ်တော့တော်လည်းကြုတ်ကူများအထင်သေးလိုက်တာမတ်တီတဲ့လုံးဝမကြောက်ဘူးသိလား မသိစီကရရဲတောက်တန်ကြားမှာပဲနိုင်စိတ်ချသွားခဲ့ရပါတယ်ဒါတောင်းလုံးလုံးစိတ်ချတာတော့မဟုတ်သေးပါဘူးဒါပေမဲ့လည်းတိတ်တော့လည်းကိစ္စမရှိပါဘူးတရေဆိုးမင်းကိုပြောပြပြီးသားပါမသိတိယုံသဘောလောက်ပဲပြဖို့ပါအဲလိုနဲ့ပဲသူတို့လင်မယားပောက်ပင်မောင်နှမကုန်းကိုရောက်လာခဲ့ကြပါတယ်နိုင်တန်ပေးလိုက်တာကြောင့်ဆိုးမင်းကလယ်ထဲကနေထွက်လာပြီးတော့ကြိုးပါတယ်မသိနေမကြောက်နဲ့နော်အဲလိုမျိုးလဲဆိုးမင်းကပြောနေပါတယ်အေးပါဟာအေးပါဟာလို့မသိကပြောနေပေမဲ့လည်းအတန်ကတော့နည်းနည်းတုံနေပါပြီမကြောက်ဘူးဆိုပေမဲ့မသိစိတ်လှုပ်ရှားနေတာတော့သိကြပါတယ် ခဏတပြုတ်စကားပြောပြီးတာနဲ့စိုးမင်းကသူ့ရဲ့အစီအစဉ်နေစပါတယ်။နိုင်ရီမင်းနဲ့မတ်တီတဲပေါက်ဝပဲရက်ကြည့်နေကြနော်။ငါပေါက်ပင်ကနေငါတငယ်ချင်းရဲ့ကြောကိုစီးပြီးတော့တဲကိုပြန်လာခဲ့မယ်။မတ်တီလည်းဒီလောက်ကြည့်ရလို့ရှင်တော်ပြီပေါ့နော်။ငါတို့လာလို့ရှင်နိုင်ရီကဝတ်သားတရဲမြောက်ကင်ထားပြီ။လာကြော်ဆွဲယူလိမ့်မယ်။ဘာမှမကြောက်နဲ့။မှားစရာရှိတာတွေမှားပြီးတာနဲ့ပဲစိုးမင်းပေါက်ပင်ကြီးဘက်ကိုထွက်သွားခဲ့ပါတယ်။နိုင်ရီကဝတ်သားတရဲယူလိုက်ပါတယ်။ပြီးတော့မတ်တီကိုခေါ်ပြီးတော့တဲပေါက်ဝထွက်လာခဲ့ပါတယ်။မတ်တီကိုကြည့်ပြီးနိုင်ရီရီတောင်ရီကျင်လာခဲ့ပါတယ်။ မိမတွေများတဲလဲခတ်တာပဲဆိုပြီးတော့ပါကြောက်မယ်မကြည့်ပါနဲ့ဆိုတော့လုံးဝပြောလို့မရပါဘူးဟောကြည့်ရတော့မယ်ဆိုတော့လဲကြောက်နေပြန်ပါရောဟုတ်ပါတယ်ဘာမှမတွေ့မမြင်ရခင်ကတည်းကမတ်တီရကြောက်စိတ်တွေပေါ်နေပါပြီမတ်တီရကိုလုံးလေးကနည်းနည်းတုံနေပါတယ်လက်မှလည်းချွေးတွေစုပ်ပြီးတော့အေးနေပါတယ်သူတို့လင်မယားပောက်ပိန်ကြီးရှိရအမောင်တွေကိုမျှော်ကြည့်နေကြပါတယ်မှောင်နေတယ်ဆိုပေမဲ့လည်းဘာမှမမြင်ရအောင်ပိမ့်ပိတ်နေအောင်မှောင်နေရတော့မဟုတ်ပါဘူးစမ်းရှိရလာအောင်ရှိပါတယ်ကြဲအောင်နေရှိပါတယ်ဆိုရလို့ရှိရင်တော့တက်တက်ကိုကိုထင်ထင်ရှားရှားမဟုတ်တော့ခက်လန်းလန်းအထိအရေးရောင်တော့မြင်ရပါတယ် တော်တော်လေးကြာတဲ့အချိန်မှာတော့ပောက်ပင်ရဲ့အောက်ကနေမဲမဲအရေးကြီးတရိပ်ထွက်လာတာကိုမှုံမှုံမောမောနဲ့မြင်လိုက်ကြရပါတယ်။မက်သည်ပူပူကက်ကက်တိုးလာတာနိုင်ကြီးသတိပြုလိုက်မိပါတယ်။နိုင်ကြီးကငါတယောက်လုံးရှိတယ်မကြောက်ပါနဲ့ဆိုတဲ့သဘောနဲ့မက်သည်ရဲ့လက်ကောက်ဝတ်လေးကိုတင်းတင်းဆုပ်ကင်ထားလိုက်ပါတယ်။မဲမဲအရေးကြီးတဖြည်းဖြည်းနီးလာလေမက်သည်ကနိုင်ကြီးနောက်တိုးကက်လာလေနဲ့နောက်ဆုံးမှာမက်သည်နိုင်ကြီးရဲ့နောက်ကျောင်းသားကိုယောက်သွားခဲ့ပါတယ်။နိုင်ကြီးရဲ့နောက်ကျောင်းဘက်ကနေကွယ်ရင်းနဲ့ခေါင်းလေးပဲထွက်ပြီးတော့ကြည့်နေပါတယ်။လက်တွေကတော့နိုင်ကြီးရဲ့နောက်ဘက်ကပစိုးစာကိုတင်းနေအောင်ဆွဲထားပါတယ်။ တဖြည်းဖြည်းအရေးမဲကြီးကနီးလာခဲ့ပါတယ်တစားတစားလည်းထင်ရှားလာခဲ့ပါတယ်အမလီမတ်တီလန့်ပြီးတော့អော်လိုက်တာပါဟုတ်ပါတယ်မြင်လျားတဲ့မြင်ွေကမတ်တီအတွက်တော့ထိတ်လန့်တုံလုံးเสียပါပဲစိုးမင်းကသူ့မာသွားသလိုပါပဲသူ့တငယ်ချင်းရဲ့ကြောကိုစီးလာခဲ့တာပါဒါပေမဲ့လည်းတရေအကောင်ကိုတော့မမြင်ရပါဘူးကြောပုတ်စီးတဲ့အနေထားနဲ့စိုးမင်းကိုပဲလေထဲမှာမျောနေတာကိုတွေ့ရပါတယ်နိုင်တော်အမတ်တမဲ့မှင်တက်မိတယ်လို့ဖြစ်သွားခဲ့ပါတယ်ခေယောင်၆ချားတောင်ဖြစ်လို့ပါပါဇက်အဟောင်းသားနဲ့ငေးကြည့်နေမိတဲ့အထိပါပဲ။စိုးမင်းကမလန်းမကန်းထိရောက်လာခဲ့ပါပြီ။နိုင်ဝက်သားရွဲကိုမြောက်ထားပေးဟာ ဆူမီရဲ့အော်တန်ကြားမှာပဲနိုင်ရသတိရပြီးတော့ဝက်သားရွဲကိုကင်မြောက်ပေးလိုက်ပါတယ်။တကယ်ချင်းရေမင်းစားဖို့ဝက်သားရွဲကိုအတရာယူလိုက်နော်။အဲ့လိုမျိုးပြောဆိုလာတဲ့ဆူမီရဲ့အတန်ကိုလည်းကြားလိုက်ရပါတယ်။ခဏလောက်နေတော့နိုင်ရလက်ထဲကဝက်သားရွဲကတယောက်ယောက်ကဆွဲယူလိုက်တယ်လို့ခံစားလိုက်ရပြီးတော့လေးပေါ်မှာမြောက်သွားခဲ့ပါတယ်။ကဲတကယ်ချင်းရေငါတို့တွေပောက်ပြင်ကိုပြန်ကြစို့ကွာ။မတ်တိကြောက်မယ်ဆိုရင်လည်းကြောက်စရာပါပဲ။ဆူမီဟာကြော့ပိုးစီးလျက်အနေထားနဲ့လေထဲမှာကြောက်ခိုင်းပြီးတော့ပောက်ပြင်ကြီးဘက်ကိုပြန်လှည့်သွားတာပါ။ဝက်သားရွဲကြီးကလည်းဘယ်သူမှမကင်မဲနဲ့လေထဲမှာဝဲပြီးတော့လိုက်သွားပါတယ်။ ဆိုမင်းဟာပောက်ပင်ကြီးရောက်အမောင်ရိပ်မှာပျောက်ကွယ်သွားတော့မှပဲနိုင်မတ်တီကိုတရီရပါတော့တယ်။မတ်တီကိုကြည့်လိုက်တော့ဗဇက်အဟောင်းသားမျက်လုံးကြောင်ကြောင်လေးနဲ့ပါ။နိုင်တော်တော်လေးကိုစိုးရင်သွားပါတယ်။ထိတ်လဲထိတ်လန့်တုံလို့သွားမိပါတယ်။မတ်တီမတ်တီမတ်တီပခုံးကိုပုတ်ပြီးတော့အဆက်မပြတ်လုံနိုးရပါတယ်။မတ်တီဟာခွေကနေပုံကျသွားခဲ့ပါတယ်။အဲဒီချိန်မှာပဲဆိုမင်းပြန်ရောက်လာခဲ့ပါတယ်။မတ်တီဘာဖြစ်လို့လဲဟာ။အကြောက်လွန်ပြီးတော့တရီမိသွားတာနဲ့တူတယ်ကွာ။နိုင်ကလည်းအဲ့ဒီလောက်ပဲပြောဆိုနိုင်ပါတယ်။မတ်တီရဲ့ကိုလုံးလေးကိုဆွေကနေပွေပြီးတော့ပခုံးမော်တင်အိမ်ကိုတန်းပြေးလာခဲ့ရပါတယ်။ အိမ်ကိုရောက်တော့မတ်တီကိုအိယာကရင်မောအตาရာချပြီးတော့အဘဆရာပြေးပြေးမလို့ရပါတယ်အဲဒီတော့မှပဲမတ်တီစီကနေတဟားဟားနဲ့ဦးလိုက်သေးလိုက်အတန်ကြီးကထွက်ပေါ်လာခဲ့ပါတယ်တရေပူးရလားတစေကတ်တာလားဆိုပြီးတော့နိုင်စိတ်ပူနေတော့မှပဲမတ်တီရဲ့ပါဇက်ကအတန်နေထွက်လာတာပါကုနိုင်ငါဘာမှမဖြစ်ပါဘူးအိမ်ကိုလမ်းလျှောက်ပြန်ရလို့ရှိရင်ခြေညောင်းမှဆိုလို့နစ်ပခုံးပေါ်မှာလိုက်ရအောင်ကြံလိုက်တာပါမတ်တီတွေစိုးရင်တော့ကကြီးစွာပူပင်ခဲ့ရတဲ့နိုင်ကြီးခမရမှာစိတ်ဆိုးရမလို့လို့ဝမ်းတာရမလို့လို့ခေယောင်၆ချားတောင်ဖြစ်သွားခဲ့ရပါတယ်။အော်မတ်တီမတ်တီ နိုင်ဤလိုကြာကိုစီစားမကုန်တဲ့ယောက်ျားရင်းမာယူတော့စကားလေးတစ်ခုနဲ့နဲ့မွတ်နေအောင်လက်ပတ်ပြည့်နေတဲ့မတ်တီပါလာနော်ဇလန်လေးကတော့ဒီမှာဒီမှာပြီးဆုံးသွားခဲ့ပါပြီဇလန်လေးကိုဆုံးနေတဲ့ live ပါနားဆင်ပေးခဲ့ကြတဲ့လူကြီးမင်းတို့တယောက်ချင်းစီတိုင်းကိုလည်းကျေးဇူးတင်ပါတယ်မူရင်းရေးသားသူကိုလည်းကာရဝပြွေနောက်ဗီဒီယိုလေးမှာပြန်တွေ့ကြမယ်နော်